ကင်ချာနာမင်းသားလီယင်ကိုပါဝင်တဲ့ဟစ်မန်တူစကားကြည့်ရှုမှုလုံးများနေရုပ်ရှင်ရိုက်ကိုအရင်ကြည့်ပြီးတော့အမျက်တန်းချီရသွားခဲ့ကြတဲ့သုံးလပိုင်းရဲ့စကားတွေဆိုရင်တော့မင်းမီဆောင်းရိုက်ကိုရဲ့ဒန်နန်စကားနဲ့မင်းသားလီယင်ကိုနဲ့မင်းသားကွမ်ဆောင်ကိုမင်းသားချောင်ဂျူဟောတို့တွဲဖက်တရုပ်ဆောင်ထားတဲ့ဟစ်မန်တူရုပ်ရှင်စကားရွေးဖြစ်ပါရင်လိုရန်ကြည့်ကြတဲ့ဒီစကားကြီးဟာတနိုင်ငံလုံးလေးရုံတင်စေဖြစ်ပြီး International VOD တွေမှာလည်းကြားသားဖို့ VOD ရရှောက်နေစေပဲဖြစ်ပါရင် ကိုရီးယားနဲ့တခြားသောကိုရီးယားနယ်မြောက်လေးမှာပြတာတော့မှဒီလောက်ဒီလောက်ထိကိုတန်းချီပေါက်တာကိုနိုင်ငံရုပ်ရှင်တွေမှာသာပြန်တိုင်တော့အရင်ချီပြီးတော့အမြင့်အမြန်ရထားတဲ့ဇကားတွေပဲဖြစ်ပါရင် Hitman 2ဇကားမှာတော့နာမည်ကြီးမင်းသားတွေနဲ့ရိုက်ကူးထားပြီး Hata Action ဇကားကြီးဖြစ်ပါရင် Mary My Husband ဇကားရင်းကဂင်းချာနာလို့မြန်မာပရိသတ်တွေစီကနာမည်ထားတယ်မင်းသားပါဝင်တာကြောင့်လည်းပါမှာပါဂင်းချာနာဟာနှုတ်ပညာတန်းန်းဆောင်မှာရိုက်ကူးမှုတွေပြုံးလာတာကြာပြီဖြစ်ပေမဲ့ Mary My Husband ဇကားမှာစပြီးတော့နာမည်ရောက်လာခဲ့ရပါ ူကြိုက်များပြီးတော့သူရင်ပြင်နာအနေထားဟာယုတ်တီနဲ့ဟာတဆန်နေရာကြောင့်ပိုလုံးတော်မှနာမည်ရလာခဲ့တာဖြစ်ပါတယ်။ဟစ်မန်2မှာလည်းဘယ်လိုဇာတ်ရင်ဖွဲ့ပြီးတိဆောက်ထားလဲဘယ်လိုလဲအလွဲ့လွဲ့ချော်ချော်မြင်တွေ့ရမလဲဆိုတော့ trailer မှာရင်ကိုစိတ်ဝင်စားမှုတွေကမြင့်တက်နေပါပြီ။ trailer မှာရင်ကမီလီယံချီပြီးပောက်ခဲ့ပြီးတော့ trailer ရဲ့ကြည့်ရှုနှုန်းနဲ့လည်းအရင်တစ်ဝက်ကြီးခဲ့ပြီးလို့ agency ကသတင်းတွေထွက်ခဲ့ပါတယ်။ဇန်နဝါရီလ22ရက်နေ့မှာကိုရီးယားယုံတင်ပြသပြီးတော့23မှာ international ခြေဆက်မှုစူးစမ်းခဲ့ပြီးအခုက3လပိုင်းမှာတော့ international မှာ trailer ပြသမှုရခဲ့ပါတယ် ရုံတင်ပြသပြီးတော့73ရက်အတွင်းကိုကြီးစုမှုနှုန်း2မီလီယံထိကိုမြင့်တက်ခဲ့ပြီး2025ခုနှစ်ရဲ့ကြီးစုမှုနှုန်းမြင့်တက်ခဲ့တဲ့ရုံတင်ဇက်ကိုင်းဖြစ်နေဒုတိယပတ်မှာရည်တည်နေခဲ့တာဖြစ်ပါရင်ခင်းချနာမင်းသားလီယင်ကွန်ရဲ့ဇက်ကိုင်းဟာရရပြီးတော့စိတ်ပန်းဖြစ်စီတာမို့လို့ကြီးစုသူတွေအကြိုက်ဆုံးအားလုံးအသိပဲဖြစ်ပါနေအခု Hitman 2ဟာ Hitman 1ထက်ပိုပြီးတော့ရှိရပြီး Digital Far အနေနဲ့လည်းထွက်ရှိထားတာကြောင့်စိတ်ပန်းဖြစ်နေတဲ့ကြီးစုတဲ့ဇက်ကောင်းတကားလေးဖြစ်ပါနေ season 1မှာကကတ်တွန့်ရင်းဝါသနာပါတယ်ဂျွန်းဆိုတဲ့လူဟာ သူ့ဘဝစကြောင်းကိုရေးသားထားခဲ့ပြီးတော့လုံချင်ရေးတမားဂျော်ဖြစ်နေဝါတာတုံးကိုအတွင်းနဲ့ထွက်ရှိဖို့စူးစမ်းခဲ့တဲ့ကာတွန်းဆရာဂျော်ဖြစ်နေစတင်ထားတာပါဇကားထဲမှာတော့သူထင်ထားသလိုမျိုးအောင်မြင်မှုမရခဲ့ဘဲနဲ့အပြည့်သဘောဆောင်တဲ့ကာတွန်းမော်လိုနမည်ပြက်ကိန်းနဲ့ရင်ဆိုင်နေရပြီးတော့ရှောင်ပြေးဖို့လမ်းစာဖြစ်လာပါတော့တယ်ဒီလိုဇိုင်းခလန်လန်လေးတွေ့ရမှာဖြစ်တာမို့လို့စာရရင်ကအလွဲလွဲချော်ချော်ရင်းနဲ့ဟာတာကတီးတတ်နေကြမှာမဟုတ်ပဲအရှင်တဲထိတ်ရင်ဖို့ဆက်ဆံနေတဲ့ဒရမာတွေမှာပါဝင်ထည့်သွင်းရိုက်ကူးထားတာကြောင့်ပရိသတ်တွေအကြိုက်တွေ့စီမှာဖြစ်မှာပါ စင်စင်တူမှာတော့ဒီလိုအကျန်းဖက် character ကတွတ်နေကြောင်းတကယ်အကျန်းဖက်သမားတွေလို့သူတို့အကြောင်းသိရဆိုပြီးဂျွန်လိုင်းရှာနေရတဲ့စတင်လိုက်တဲ့စကားဟာဂျွန်နဲ့ကင်းချာနာတို့တုံးရောက်စလုံးဘလိုရီစလွင်မလဲတနက်တွေကိုပြင်းနေဟာသဆဆန်ပြက်ကွက်တင်နေလွှဲချော်နေဦးမယ်အဲ့လိုစကားလေးဖြစ်ပါတယ်စကားနဲ့မှလည်းဂျွန်တရားသူ့သမီးလေးကိုခလေးသာသာပဲတွေးထားပြီးတော့ခလေးရဲ့အကြောင်းအပြန်ကြီးစားနေချိန်တွေပြီးတော့ဖေးအီးတောင်ဖြစ်သွားတဲ့မမမန်နဲ့တရုတ်ပြက်မှုရဲ့ရုံရင်မျက်နှာကလည်းဟာသဆန်နေပြီးသူ့ရဲ့တငယ်ချင်းကင်းချာနာတို့ကိုပြတ်တိုင်နေရင်ဖွင့်ရင် ခိုင်းဆောင်နေတဲ့နေနဲ့ပပြေပုံးဆောင်ရင်းနဲ့ဟာသဆန်နေမှာပဲဖြစ်ပါတယ်။ခင်ချနာမင်းတော်လီယင်ကွန်ကလည်းသူရင်ဟာသဆန်နေမျက်နှာနဲ့သွား32ချောင်းထက်ပေါ်လွင်ပြီးတော့စဖြည်းဖြည်းမျက်နှာဟာဆိုရင်တကားလုံးအလောက်ကာရိုက်တာဟာသူ့ပိုင်းပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ review တွေကတော့အဲ့ဒီစကားဟာမင်းသားကျော်လေးကိုပေါဝင်လို့ကြည်နိုင်ရင်မင်းသားကျော်လီယင်ကွန်ပေါဝင်လို့ရင်ရတာရင်ကြည့်ရှိမှုတော့မြင့်တက်တာအပင်းရကျွတ်တဲ့လို review ကောင်းလေးတွေပြန်ရခဲ့တာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီး မင်းသားကြောင့်လေးပါဝင်တဲ့ဟာတာအရှင်က Hitman 2ကိုရုံတင်ခွင့်ရှိနိုင်ရင်လည်းသွားကြည့်ကြဖို့ trailer မြင်းလေးကိုလည်းပြသပေးလိုက်ရပါရဲ့နော်။ကင်းချာနာပါဝင်တဲ့ Hitman 2စကိုင်းထွက်ပေါ်လာပြီးတော့ကြီးကြီးမွန်မွန်မြင့်တက်နေတဲ့ပုံပေါ်မှာမှတ်ချက်လေးပြပြသွားကြပါအောင်နော်။